တခုလဟိုတယ်ပိုင်ရှင်တထေးမကြီးနဲ့လက်ထပ်တော်မဲ့အချင်းကိုဖွင့်ရလာခဲ့တဲ့အောင်ရဲလင်းအောင်ရဲလင်းကတော့ရုပ်ချောကပြိုရန်ကြိုက်တဲ့နှင်းစီကိုင်းဖြစ်သတ်မှတ်ထားရတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်သူ့အနေနဲ့ဗီဒီယိုဇာကားခေတုံးကဆိုလဲတဟုံထိုးကိုအောင်မြင်ခဲ့တာပါအောင်မြင်မှုအချိန်ကအခုချိန်ထိကိုမသေးသေးဘူးလို့ဆိုရမှာပါအရင်တုန်းကငေရွယ်မှုနဲ့အမျိုးသမီးတူကြီးရဲ့အသေးဆွဲဖြစ်ခဲ့တယ်လို့အခုချိန်မှလည်းယောက်ျားပီတာကခံကြောကြီးအဖြစ်အမျိုးသမီးတူကြီးကဆက်လက်ကြိုက်နေရတော့ဖြစ်ပါတယ် အောင်ရင်းလင်းကလူပြိုကြီးအဖြစ်နေနေကအိမ်တော်လည်းမပြုတ်သေးပါဘူး။ပြီးခဲ့တဲ့ရက်မှာတော့သူနဲ့အရင်းအနှီးဆုံးတငယ်ချင်းဖြစ်တဲ့ဟေးဝရန်ရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့ပါတယ်။ဟေးဝရန်ရဲ့မင်္ဂလာပွဲမှာအောင်ရင်းလင်းကပန်းခြေပေးရတယ်လို့အပြေအဝပါဝင်ပေးခဲ့တာပါ။အောင်ရင်းလင်းအနေနဲ့ဟေးဝရန်ရဲ့မင်္ဂလာပွဲကိုတက်ရောက်ရတဲ့ပုံအယံကိုပျော်ရွှင်နေရပါဘူး။ဒါတို့သားထက်တောင်ပျော်နေရမှုတချို့ကလည်းစနောင်နေကြကြတာပါ။ဒါအပြင်သူ့ရဲ့မင်္ဂလာအချိန်ကိုလည်းတပါးလေးကြီးညာလာခဲ့တာဖြစ်ပါတယ်။ အောင်ရဲလင်းကလက်ထက်တဲ့နဲ့အရွယ်ရောက်နေပြီဖြစ်တယ်လို့မကြခင်မှာသူလည်းလက်ထက်တော့မှလို့သိရပါတယ်။လက်ထက်ဖို့အတွက်ကိုဆုံးဖြတ်ထားပြီဖြစ်တယ်လို့ကျင်းပေါ်လည်းတွေ့နေပြီဖြစ်တာကြောင့်မှအောင်ရလင်းကစီးပွားရေးလုပ်ငန်းရှင်ဟိုတယ်တထေးမကြီးနဲ့စစ်သူတွေဖြစ်နေရပါသူရဲ့စစ်သူကောင်မလေးကမန္တလေးမှာဟိုတယ်ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်အိမ်နောင်ခွဲအမျိုးသမီးဖြစ်ကသားလေးတယောက်လည်းရှိတယ်လို့သိရပါတယ် အဆိုပါအမျိုးသမီးနဲ့ချစ်သူတွေဖြစ်နေကြကအတော်လေးကိုချစ်နေကြတာပါချစ်သူကောင်မလေးကသူ့ထက်အသက်ကြီးတယ်ဆိုပေမဲ့တထင်းမှပြီးပြီးရုပ်ရည်ချောမောသူလည်းဖြစ်ပါတယ်မင်းသမီးတယောက်လိုပြင်ဆင်နေထိုင်တတ်တာမျိုးအောင်ရဲလေးနဲ့အယံကြီးကွာဟတာမျိုးမရှိပါဘူးဒါအပြင်အောင်ရဲလေးသွားတဲ့နေရာတိုင်းကိုလိုက်ကပါရမီဖြည့်ပေးနေရပါအောင်ရဲလေးကရုပ်ရှင်ဇာကားကြီးတွေရိုက်လဲနောက်ကနေတက်ကြက်မကွာအမြဲတမ်းလိုက်ပေးနေတတ်တာပါရှူတင်တိုင်းမှာပါပါပါနေတတ်တာမျိုးမကြခင်မှာလက်ထဲတော့မယ်လို့ကိုထင်နေကြတာဖြစ်ပါတယ် တကယ်လည်းပဲအောင်ရင်းလင်းကမကြခင်မှာချစ်သူကောင်းမလေးနဲ့လက်ထတော့မဲ့အခြေအနေမှာရှိနေရပါအခုလက်ရှိတွဲနေတဲ့ကောင်းမလေးကိုလက်တွဲပေါ်အဖြစ်မျှော်မှန်းထားတာဖြစ်လို့လက်ထမှာဖြစ်ပါတယ်လက်ထဖို့အတွက်ကိုလည်းသူကိုယ်တိုင်မျှော်လင့်ထားနေပါပြီအောင်ရင်းလင်းကသူ့ရဲ့လက်ထပွဲကိုအချိန်တွေအများကြီးဆွဲတာမျိုးလုပ်မှာမဟုတ်ပါဘူးအောင်ရင်းလင်းကလက်ထဖို့အတွက်အစီအစဉ်တွေတေချာရေးဆွဲထားပြီးသားကြောင့်ဖြစ်ပါတယ် သူ့အနေနဲ့လက်ထပ်ဖို့ကိုစိတ်ကူးကဘလို့လုံးမလဲဆိုတာစိတ်ကူးရှိပြီးမို့အချိန်မရွေးဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့မနက်ဖြန်လဲလက်ထပ်နိုင်တယ်လို့ဒီတနေ့အတွင်းမှာလဲလက်ထပ်တာမျိုးဖြစ်နိုင်တယ်လို့ပြောပြလာခဲ့ပါတယ်။အခြေအနေနဲ့အချိန်အခါပေါ်မူတည်ကသူ့ရဲ့လက်ထပ်ပွဲကပြောင်းလဲသွားနိုင်တာကြောင့်မို့ အောင်ရင်းလင်းကလက်ထပ်မယ်လို့ပြောလာတဲ့အချိန်မှာအမျိုးသမီးတူကြီးကတော့အသေးကွဲနေကြပါပြီ။အမျိုးသမီးတူကြီးကတော့အောင်ရင်းလင်းကိုဘသူ့ကိုမှလက်မထပ်စေချင်ကြပါဘူး။လူပြိုကြီးအနေနဲ့သာဖြတ်တန်းစေချင်တာပါ။အမျိုးသမီးတယောက်ရဲ့အပိုင်ဖြစ်သောမယ်ပေါ်မှာနှမျောနေကြတာပါ။ဒါကြောင့်မို့လဲချစ်သူတွေအနေနဲ့သာဆက်နေပါလို့တောင်းဆိုနေကြတာပါ။ဆိုင်းဆိုင်းခန့်လိုက်လို့မျိုးလူပြိုကြီးဘဝနဲ့နေကအများပိုင်ဖြစ်ဆက်နေဖို့တောင်းဆိုနေကြတာပါ။ဒါပေမဲ့အောင်ရင်းလင်းရဲ့အသက်အရွယ်ကလည်းအိမ်တော်တစ်ခုကိုတည်ထောင်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ မိဘတွေကလည်းအောင်ရင်းလင်းကိုအတီးတကြဖြစ်တာမျိုးမြင်စေချင်နေကြပါပြီ။ဒါကြောင့်မို့လဲလက်ထပ်ပွဲကမကြခင်အချိန်မှာရောက်ရှိလာတော့မှာပါ။အောင်ရင်းလင်းကလက်ထပ်တော့မယ်ဆိုတဲ့သတင်းကြောင့်နှလုံးရောဂါရကျင်လာတဲ့အမျိုးသမီးလေးတွေများလာပါတယ်။ ရရှိသွားအောင်မဲ့အမျိုးသမီးကတော့ကံကောင်းတဲ့အမျိုးသမီးလို့ဆိုနေကြတာပါအကြောင်းရင်းကတော့အောင်ရဲလင်းကအခုချိန်မှာလက်ထက်တင်းတဲ့အမျိုးသားတယောက်အနေနဲ့ပြည်စုံနေတာကြောင့်ပါစီးစိမ်တွေနေမဟုတ်ဖဲနဲ့စိတ်သဘောထားကလည်းအရန်ကိုပြေဝလွန်နေရပါအရင်တုန်းကဆိုကလေးသမားဝါမှားခဲ့တာတွေရှိပေမဲ့အခုချိန်မှာအရန်ကိုရင့်ကျက်နေပါပြီသူ့ရဲ့ရင့်ကျက်မှုတွေကိုလူအများကအထင်သာမြင်တွေ့နေရတာဖြစ်ပါတယ်ဇပိုးဆက်ရံတွေပေါ်မှာဆိုလဲအောင်ရဲလင်းကစာနာမှုအပြည့်ရှိသူပါတချို့ဆိုရင်ဇပိုးဆက်ရံတွေပေါ်မှာခွဲခြားတာမျိုးရှိကြပါတယ် ဒါပေမဲ့သူကတော့ဘာမှမခွဲကြပဲကောင်းကောင်းမွန်မွန်သာဆက်ဆံတာဖြစ်ပါတယ်။ဒါအပြင်ကလေးဆိုလည်းအရန်ချစ်တတ်တာမို့အိမ်တော်တစ်ခုကိုတီးဆောင်းချိန်မှာနားလည်မှုရောအရာအားလုံးပါအောင်တီးဆောင်းနိုင်မှုတည်ကြနေပါပြီ။အောင်ရလင်းကလက်မထက်ခင်အချိန်ထိတော့အမှုပညာလုပ်တွေကိုရသလောက်လုပ်နေရလဲဖြစ်ပါတယ်။သူလက်ထက်မဲ့အမျိုးသမီးကိုတော့မီဒီယာရှေ့ခေါ်တာမျိုးမရှိသေးပါဘူး။အောင်ရလင်းလက်ထက်သွားမဲ့ပေါ်ဘလို့မြင်လဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။